Hello မင်္ဂလာပါရှင်အခုက Sagittarius season နဲ့ရောက်ပြီဖြစ်တဲ့အတွက်ဒီ Sagittarius ရာသီခွင်ထဲမှာပေါ့နော်ဗာလေးတွေဖြစ်နိုင်တယ်နော် Sagittarius sign လေးတွေရောစကြည်မဟုတ်တဲ့သူတွေရောအကုန်ကြည့်လို့ရပါတယ် okay အဲ့တော့ Happy birthday Sagittarius Sagittarius reading ကကြတော့ ီဗီဒီယိုရဲ့အရှိမသွားကြည့်လို့ရတယ်เนาะအဲ့ဒါကတော့ sensitivity စကီးသံပဲကြည့်လို့ရမှာဒီနေ့ရီဒီကကျတော့ဒီ sensitivity season ပေါ့เนาะ November 22ကနေ December 22ရက်နေ့ဒီ2025เนาะ2025 November 22ရက်နေ့2020အော်2025 December 22တရရနေ့အထိပေါ့နော်ဒီ sensitivity season အတွင်းမှာဘာလေးတွေဖြစ်ဖို့ရှိလဲဘာလေးတွေဖြစ်ရင်ကောင်းလဲအားလေးကိုတစ်ချက်ကြည့်မယ်နော်ဒါလေးကကြားချင်နေရဲ့ error source error source ရဲ့ တမိုးရဲ့ secretary စီစဉ်အတွင်းမှာဗာလေးတွေဖြစ်နိုင်တယ်ဆိုတော့ကျမတို့မှမြင်တာအပြောင်းလဲလေးတွေဖြစ်နိုင်တယ်ပေါ့နော် secretary's energy ကသူကမြားတစ်စင်းကိုဟလိုပြစ်လိုက်တဲ့ energy ဆိုတော့ဒီမှာအိတ်တော့ဆော့ဆော့လीတနည်းအရမှာပိတ်မိနေတဲ့သူတွေလွတ်မြောက်သွားနိုင်တယ် secretary စီစဉ်ထဲမှာเนาะအရန်ကောင်းပါတယ်တင်းကဘယ်နေရာမှာပိတ်မိနေလဲဥပမာကိုယ့်ကိုမွန်ချက်စေတဲ့အရာ လူတိုင်းတော့မဟုတ်ပေါ့နော်ကျမရေဒီယိုလာကြည့်မိတဲ့သူတွေတော်တော်များများဒီ secretary season အတွင်းမှာ secretary ဆက် energy ဖြစ်တဲ့ဒီ801 energy ပေါ့နော်အပြောင်းလဲမြင်းမြင်းမဆက်ဆက် energy က switch ဖြစ်သွားတာတနည်းအားမှာတင်ပိတ်မိနေလို့ခံစားရတဲ့ feeling ကလွတ်မြောက်သွားလိမ့်မယ်လွတ်မြောက်သွားပြီလို့ခံစားရတဲ့ feeling မျိုးဖြစ်လာလိမ့်မယ်ဆက်ဆံရေးတကူမှာပိတ်မိနေတာဖြစ်နိုင်တယ်ဒီအလုပ်ထဲမှာပိတ်မိနေတာဖြစ်နိုင်တယ်ကိုမလုပ်ချင်တော့မနေချင်တော့ကိုမနေချင်တော့တဲ့ကိုမနေချင်တော့တဲ့နေရာကနေပြီးတော့ ပိတ်မိတဲ့နေရာနဲ့လොမြောက်သွားတဲ့ခန်းစားချက်မျိုးဖြစ်နိုင်တယ်။โอเคအဲ့တော့အဲ့လိုအပြောင်းလဲလေးရောရှိရနော်။အဲ့လိုတွေ့ရ။โอเคကိုမပြောင်းမွေးရနေရပေါ့နော်ဒီမှာတမုံကိုတွေ့ရ။အဲ့တော့ congratulation ပါနော်။โอเค Sagittary season တမှာဘာလေးတွေဖြစ်နိုင်လဲကြည့်ရအောင်။အမမထွက်လာနဲ့နော်မထွက်လာပါနဲ့ရှင်10 o'clock ိုးမိသားစုကိစ္စလေးနဲ့ပတ်သက်ပြီးတော့ဖြစ်စေအခြေရေးကိစ္စနဲ့ပတ်သက်ပြီးတော့ဖြစ်စေအောင်မြင်ခြင်းနဲ့ celebrate လုပ်ခြင်းနဲ့ရှိရယ်ငွေရေးခြင်းနဲ့ပတ်သက်ပြီးတော့ကံကောင်းခြင်းနဲ့ရှိရယ် okay ဘာလို့လဲ8.1 8.1 is sagittarius energy ပါပဲတွေ့လား8.1 အဲ okay အဲ့တော့လူတိုင်းကတော့ကံကောင်းမလားတော့မသိဘူးเนาะကျမရေဒီယိုလာကြည့်နေတဲ့သူတွေအတွက်ပဲဒီရေဒီယိုလောက်တာဖြစ်တဲ့အတွက် secretary စီအကုန်လုံးအာ secretary စီရော secretary မဟုတ်တဲ့သူတွေရောဒီ secretary စီစီစဉ်အတွင်းကဒီ secretary စီကောင်းတဲ့ energy တွေရကြမှာရမယ်ဒါပေမဲ့ကျမရေဒီယိုလာကြည့်တဲ့သူတွေကတော့ ရကိုရမယ်ပေါ့နော်တင်းတို့အတွက်ကျမရည်ရွယ်ပြီးလောက်တာဖြစ်တဲ့အတွက်ဒီမှာ8.1ဆန်နေချင်းနဲ့ကျမခုနကလည်း8.0 source မှာကျမပြောလိုက်တယ်လေ8.1ဆန်နေချင်းနဲ့တင်းလွတ်မြောက်သွားမယ်ကိုကိုဆွဲထားတဲ့နေရာတနေရာကိုကိုလာပြီးတော့လောင်ပိတ်ထားတဲ့ခန်းစားချက်ကနေတင်းလွတ်မြောက်သွားဖို့ရှိရယ်အဲ့ဒီမှာကနေလွတ်မြောက်သွားပြီးတကလားတင်းစီမှာငွေရေးကြီးရင်းနဲ့ပတ်သက်ပြီးအဆင်ပြေခြင်းတွေရှိတယ်ကံကောင်းခြင်းတွေရှိရယ်တငယ်ချင်းမိတ်ဆွေဆက်ဆံရေးကံကောင်းခြင်းတွေရှိရယ်အကူအညီလေးတွေရတတ်တယ်ကိုဘေးနားမှာရှိနေတယ်ကိုရဲ့ပတ်ဝန်းကျင်မှာရှိနေတယ် ကိုယ့်ရဲ့မိသားစုငယ်တို့မဟုတ်ကိုလက်ရှိပတ်သက်နေတဲ့ပေါင်းသင်းဆက်ဆံနေတဲ့မိတ်ဆွေတွေစီကနေအကူအညီလေးတွေရတတ်တယ်။သူတို့အမ်သူတို့ရဲ့အကူအညီကြောင့်တင်းရငွေရေးချေးရဲ့အလုပ်ကိုင်းမှာအဆင်ပြေသွားတာမျိုးပေါ့နော်။ကံနေပွင့်လာတာကိုယ့်ရဲ့ကံကောင်းခြင်းအစအစထဲမှာ တို့ရဲ့အကူအညီလေးပါလားအဲ့လိုလေးလေးဖြစ်တတ်တယ်နောက်တစ်ခုကကြတော့အဲတို့စီအကူအညီမရရင်တော့မှကျမဒီမှာမြင်တာလက်ရှိပတ်သက်နေတဲ့ပေါင်းတင်ဆက်ဆံရေးတင်ငယ်ချင်းမိတ်ဆွေတွေနဲ့အပြင်နေအတူတူသွားပြီးတော့ပျော်ရွှင်တာပျော်ရွှင်မှုတွေရှောက်ဖွေဖြစ်နေမယ်ပေါ့နော်အဲ့လိုလေးတွေဒီမှာ we of for joy လည်းနံပါတ်10 10 of calf ကလည်းနံပါတ်10အလုတ်ကိုင်အဆင်ပြေခြင်းတွေတော့တွေ့ Okay ဒီဟိုအားထဲမှာပေါ့နော် secretary စီစဉ်အတွင်းမှာအလုတ်အစ်တစ်ခုလုတ်ဖြစ်မယ်ဆိုရင်ကောင်းပါတယ် အဲ့ဒီအလုတ်အစ်တွေကိုအိုး secretary season အတွင်းမှာတင်အလုတ်အစ်တစ်ခုရသွားမယ်အလုတ်အစ်တစ်ခုကိုလုံးဖြစ်သွားမယ်ပေါ့နော်ကိုစူးစမ်းတယ်စူးစမ်းပြီးမယ်စူးစမ်းတယ်လို့တကယ်လုံးဖြစ်သွားတယ်ဆိုရင်ပေါ့အဲ့ဒီအလုတ်တွေတင်ကိုငွေအမြောက်အများအနာဂတ်မှာရေရှည်ကြီးပေါ့နော်ငွေအမြောက်အများရစေတဲ့အလုတ်လေးတစ်ခုဖြစ်လိမ့်မယ်โอเคအဲ့တော့တင်ကတော့ဒီ reading ကိုလာကြည့်ပါရဲ့ဒီ secretary season အတွင်းမှာအဲ့ဒီအလုတ်ကို သင်မရသွားဘူးဆိုရင်တော့ဒီကံကောင်းခြင်းကိုသင်မရတာဖြစ်နိုင်တယ်လူတိုင်းတော်တော်မဟုတ်ဘူးပေါ့နော်ဒီ secretary season ဒီမှာသင်အလုပ်အသစ်လေးတခုရမယ်ဆိုရင်အဲ့ဒီအရာဒီ secretary ရဲ့ energy ကလည်းဒီမှာ wheel of fortune turn of god 401ဆိုတော့အောင်မြင်ခြင်းတွေ lucky နေကံကောင်းခြင်းတွေဖြစ်တတ်တယ်နော်ဟိုဝေါ်အဲ့တော့အလုရှာနေတဲ့သူတွေဒီလထဲမှာဒီ season အတွင်းမှာအလုရအောင်ရှာပါတင်းအတွက်ထိပေါက်တလို့ကံကောင်းတဲ့အလုပ်လေးတခုဖြစ်နိုင်မယ်နော်တောင်းမို့ကိုဝမရှာဘူး တယောက်ယောက်အကူအညီရောက်တဲ့ project အစ်စ်လေးတစ်ခုရတာအလုပ်တွေတစ်ခုကန့်လန့်ခံရတာဆိုလုပ်လိုက်နော်အဲ့ဒါအဆင်ပြေတယ် okay အပြောင်းလဲနေသည် ကောင်းသောပြောင်းလဲခြင်းတွေဖြစ်တတ်တယ် okay ထပ်ကြည့်ရအောင် sensitivity စီစဉ်ခြင်းမှာဒီ sensitivity ရဲ့ energy ကိုဘယ်သူလေးဘယ်သူတွေကဘယ်လိုရမလဲ okay ထန်တော့ပန်နေကဲနော် temperance ရဲ့ထန်တော့ငါကြည့် ten of cups ရဲ့ ten of panic ရဲ့ဒီပဲမြင်နေတာအဲ့ဒါဘယ်လိုလုပ်ရမလဲ နော်နောက်တစ်ခုဘောထွန်းအတ္တမှာကျွန်မပြမယ်ဘောထွန်းအတ္တကကက်ကိုကြည့်လိုက်နော်ဒစံဒစံနိုင်တော်ဝန်ကဲနိုင်တော်ဝန်ဆိုတာလည်းစက်ကြီး energy ပဲကဲအဲ့ဒါဘယ်လိုလုပ်မလို့ဟမ်ကဲအဲ့ဒါဘယ်လိုလုပ်မလို့အရင်ကောင်းနေတယ်စက်ကြီးဒီရီစီစဉ်အတွင်းမှာကက်တွေအကောင်းနေပြီပဲကြာလား ကြာလာတယ်ပေါ့နော်နောက်ပြီးတော့ဒီ reading ကလေဒီ sensitivity စီစဉ်အတွင်းမှာဗာလေးတွေဖြစ်တက်လဲဆိုပြီးကျွန်မတင်လိုက်မဲ့ဒီ reading တွေဒီလာကြည့်ရတဲ့နည်းတယ်လူတိုင်းလာမကြည့်ဘူးအဲ့ဒါလာကြည့်မဲ့သူတွေကကံကောင်းမဲ့သူတွေလို့ကျွန်မထင်တယ်ကျွန်မပြောပြမယ်နော်ဒီနေ့က group 1 2 3ရွေးစရာမလိုဘူးဒါကချုပ်မင်းကြည့်တဲ့ energy ဒီသူတော်ဇာတနေ5 November 22ကနေအခုကတော့ November 25လောက်ရှိနေပြီထင်တယ်ဒီ video ကိုတင်မဲ့ချိန်က okay December 21အထိပေါ့နော်အဲ့ဒီအတွင်းမှာ ။ဘာလေးတွေဖြစ်တတ်လဲဆိုတော့ secretaries energy ဖြစ်တဲ့ငွေရေးကြေးကံကောင်းခြင်းတွေတွေ့တယ်။ဒီမှာမိသားစုရေရာကိစ္စလေးကျွန်မမြင်တယ်။မိသားစုနဲ့ပူးပေါင်းပြီးလုပ်ကိုင်တဲ့အလုပ်လေးတွေကအဆင်ပြေသွားလိမ့်မယ်။ကိုရဲ့မိဘမိသားစုနဲ့ကိုနဲ့ကြားထဲမှာပူပေါင်းပြီးလုပ်ကိုင်တဲ့အရာလေးရဘယ်လန့်စ်ဖြစ်ဖြစ်နဲ့အဆင်ပြေသွားတာအောင်မြင်ခြင်းတွေရှိတာအဲ့လိုလေးမြင်တယ်။တချို့ကကြတော့အခြေရေးရီးစားရှိတဲ့သူဆိုရင်ကိုရဲ့ရီးစား commitment နော် crush တွေပါလိမ့်မဟုတ်လုံးဝ တွဲတာကြပဲတွဲနှင့်နေပြီးသားပတ်သက်နှင့်နေပြီးသားအပေါ်ရန်ဆက်ဆံရေးမဟုတ်အရန်ကို deeply ဆက်ဆံတယောက်တယောက်နက်နက်နေနေမိသားစုတစ်ခုလိုတွဲညှိနေတဲ့ဆက်ဆံရေးနဲ့ကိုယ်နဲ့ကြားထဲမှာအလုံးတူတူလောက်တာတော့ဘာလို့ဆိုရင်အောင်မြင်ခြင်းနေရှိတယ်ပျော်ရွှင်ခြင်းနေရလဲမယ်တယောက်ထင်းနေလဲပျော်တယ်မိသားစုနဲ့လဲပျော်တယ် okay ကိုကိုကိုလည်းတယောက်ထင်းမှာဒီ secretary season အတွက်မှာတယောက်ထင်းလဲပျော်ရွှင်နေပြီးတော့မိသားစုနဲ့လဲအဆင်ပြေတယ်အဲ့လိုမျိုးပေါ့နော်အဲ agent တာယာပျော်ရွှင်နေတဲ့သူလေးတွေကိုမြင်ရတယ် โอเคအဲနောက်ပြီးတော့ကန်ကောင်းခြင်းတွေတွေ့မိတ်ဆွေနဲ့ပတ်သက်ပြီးကန်ကောင်းတာမိသားစုနဲ့ပတ်သက်ပြီးတော့ကန်ကောင်းတာဒါမှမဟုတ်လည်းအခြေရေလက်ရှိတွဲနေတဲ့သူနဲ့ပတ်သက်ပြီးတော့ကန်ကောင်းတာဒါမှမဟုတ်လည်းအလုံးနဲ့ပတ်သက်ပြီးကန်ကောင်းတာကန်ကောင်းခြင်း၄မျိုးလောက်တွေ့တယ်အဲဒီ၄မျိုးထဲကတစ်ခုတော့မဟုတ်နှစ်ခုလောက်ကိုသင်ရလိမ့်မယ် လေးမျိုးလုံးရမယ်လို့မဆိုလို့ချင်းเนาะအဲပျော်ရွှင်နေတဲ့ကတ်တွေရွယ်တွေ့ဒီမှာကြည့် celebrate လုပ်နေပျော်ရွှင်နေတယ်ဒီမှာလည်းတယောက်တယောက်ဖတ်ပြီးตายာနေဒီမှာလည်းပျော်ရွှင်နေတာဒီမှာလည်းပျော်ရွှင်နေတာပျော်ရွှင်နေတာပျော်ရွှင်ခြင်းတွေရွယ်အများကြီးတွေ့တယ်တခုပဲ eight loss sauce eight loss sauce ကလည်း negative မဟုတ်စားကြလာတိုင်းနဲ့ဒီ secondary season အတွင်းမှာကိုယ်စိတ်ကိုမုန်းကျစေတဲ့အရာတွေကလည်းတင်လွတ်မြောက်သွားမယ်လို့ကျွန်မပြောလိုက်တယ်တချို့လေ လက်ရှိတွဲနေတဲ့သူနဲ့လမ်းခွဲလိုက်ရတာတော့ပါလို့ဒီစီဇန်အတွင်းမှာကြုံမယ်ဆိုရင်အဲ့ဒါကောင်းတယ်ကောင်းတော့လမ်းခွဲခြင်းပါဘာလို့လဲဆိုတော့သူဒီကိုအယံမွန်းချက်စေတာဘလို့မှသူနဲ့ကိုနဲ့ရှေ့ဆက်သွားလဲအဆင်မပြေတော့ဘူးတချို့ကကျတော့လွတ်မြောက်သွားတဲ့ခံစားချက်မျိုးရလိမ့်မယ်နော်အဲဒီ secretary စီဇန်အတွင်းမှာလူတိုင်းအတွက်ပေါ့နော်ဒီ video ကိုနားထောင်နေတဲ့သူတွေကလူတိုင်းအတွက်အချီးရေးမှာရီးစားနဲ့ပြတ်သွားတာတော့ crush နဲ့ကိုနဲ့တို့မဟုတ်ဒီ saturation ပေါ့နော်ဟိုမဟုတ်ဒီမဟုတ် saturation တကူကတိခနဲ့ပြတ်သွားတာတော့အဲ့ဒါဒီကောင်းတယ်เนาะကောင်းမှုအတွက်ဖြစ်လာတာ ကိုဒီကနေလွတ်မြောက်သွားတာလွတ်မြောက်သွားပြီးတက္ကလာအဲအနောက်မှာပျော်ရွှင်ခြင်းနဲ့အဆင်ပြေခြင်းတွေရှိတယ်။နောက်တစ်ခုက single လေးတွေဒီ sensitivity စီစဉ်အတွင်းမှာတရားရုံနဲ့တွေ့ခဲ့မယ်ဆိုရင် ကောင်းတယ်။နော်တရားရုံနဲ့တွေ့ပြီးရည်စားထားဖြစ်သွားမယ်ဆိုရင်အမြဲမြန်နဲ့ဆက်ဆံရေးလေးဖြစ်လိမ့်မယ်။ဒီမှာဒီမှာအာ10 of cups 10 of pentacles ဒီစံဒီမှာ401အခြေအနေနဲ့ပတ်သက်ပြီး relationship တွေကိုအမြင်တာဖြစ်တဲ့အတွက်ပေါ့နော်။ ဒီ season အတွင်းမှာအသင်ရည်စားနဲ့တင်တယ်မပြတ်ဘူးပျော်ရွှင်နေတယ်ဆိုရင်တော့အဲ့ဒီလိုနဲ့တင်ရည်ရှင်ဆက်သွားလို့ရတယ်ရည်ရှင်မြဲလိမ့်မယ်အဲ့ဒီလိုဒီတင်တော့ကောင်းတယ်မကောင်းတဲ့သူဆိုတော့ဒီရဒီ season အတွင်းမှာပြက်ကိုပြက်မယ်တင်လွတ်မြောက်သွားလိမ့်မယ်နော် single လေးတွေဒီ season အတွင်းမှာတယောက်ယောက်နဲ့အစာပြုတ်ဖြစ်တယ် crush ကကိုယ့်ကိုစကားလာပြောတာတော့ဘာလို့ဆိုရင်လဲအဲ့ဒါတင်တော့ကောင်းတဲ့သူလေးတယောက်ပေါ့နော်တင်ကိုထိခိုက်နိုင်ကြအောင်လုံနိုင်မဲ့သူလေးတယောက်မဟုတ်ဘူးတင်ကိုလွတ်မြောက်ခြင်းပျော်ရွှင်ခြင်းကိုပေးမဲ့သူလေးတယောက်ဖြစ်နိုင်တယ်ဒီ season အတွင်းမှာရည်စားရသွားရင်လည်းကောင်းတယ် okay အဲ့တော့ဒီလောက်ပဲကျွန်မထပ်ခါတခါပြောနေမိတယ်အဖြေကတော့ဒီလောက်ပဲပေါ့နော်ကျွန်မအတန်ကလေနေလေကလေအေးတွေအများကြီးတောက်ထားတယ်ရေခဲကြီးလည်းစားထားတော့အတန်နည်းနည်းဝင်နေအနေကြီးတော့ကောင်းနေနော်ကျွန်မအတန်လေးတော့နည်းနည်းတိခတ်ပြီးတော့နှာထောင်ပေးပါโอเคအဲ့တော့ဆက်ကြတီဗီစီစဉ်ကျွန်မဒါလေးတွေဖြစ်နိုင်ပါတယ်ဒါလေးတွေဖြစ်ဖို့ရှိတယ်ထပ်ကြည့်မယ်နော် negative energy အနေနဲ့ဘာလေးတွေဖြစ်ဖို့ရှိလဲပေါ့နော် sagittarius season အတွက်မှာအကုန်ကောင်းနေတာဖြစ်တဲ့အတွက်သတိထားရမယ့်အရာလေးကဘာရှိလဲအလုံးနဲ့ပတ်သက်ပြီးတော့နည်းနည်းပေါ့နော်အဲအလုံးနဲ့ပတ်သက်ပြီးတော့နည်းနည်းအလုံးလုံးရင်းနဲ့နောက်ဆန်တင်နေရတာပေါ့နော်တင်စီမှာပတ်စံရှာလိုက် ခင်းတော့ပန်နေကပဆန်ရှာတဲ့အလုံလုံလိုက်အလုံတော့ဒီမှာအရှိမလုံနေအနောက်ကိုလှည့်ကြည့်နေရတာဥပမာဟိုပဆန်ရှာရင်အလုံလုံရင်လည်းကိုကမိသားစုရောပေါ့နော်ဆောင်းငယ်ကြည့်နေရတာတာဝန်ယူရမယ့်အရာလေးရလည်းရှိတာအဲ့တော့ negative energy ရဲ့လို့သိမရှိဘူးဒီမှာသင်တည်ထားရမယ့်အရာကအလုံနည်းနည်းများမယ်နော်အာပတ်စံလဲရှာနေရတယ်အလုံးလဲလုံးနေရတယ်အနောက်မှာလဲကိုအာယုံဆိုင်ရမယ့်အရာရှိနေတာအဲ့လိုဖြစ်နေတယ်အလုံးမလုံးတဲ့သူဆိုရင်တော့ကျမဒီမှာမြင်တာက ပတ်စံရှာတဲ့အလုပ်မဟုတ်ဘဲနဲ့ចောင်းစာចောင်းစာတွေလေးလာနေတာတခြားလုပ်ရမယ့်အရာတစ်ခုခုပေါ့နော်ဒီမှာလုပ်ငန်းတာဝန်လေးတွေရှိတာကိုအမြဲတမ်းလုပ်နေကြအရာလေးတွေရှေ့ဆက်ပြီးတော့လုပ်နေရင်းနဲ့မှာကိုအနောက်မှာနည်းနည်းအာယုံဆိုင်ရမယ့်အရာလေးတစ်ခုရှိနေတာပေါ့နော်အဲ့ဒီအရာနဲ့ပတ်သက်ပြီးတော့ပဲနည်းနည်းလေးပြင်မနိုင်တာအများကြီးမဟုတ်နော်ပြင်မနေလို့တော့မဆိုသားပါဘူးအဲ့တော့ပြင်မစရာတွေတော့ကျွန်မတိတ်မတွေ့ဘူးကတ်တွေအကုန်ကောင်းနေရโอเคအဲ့တော့နောက်တစ်ခုထပ်ကြည့်မယ်အင်းတင်းဟုတ်โอเค okay. And two or ones, the star. တဲ့ကောင်းနေမှာပေါ့နော်အချိန်ကြာကြီးတွေးထားတဲ့အရာလေးတခုရှိမယ်။တင်စီစဉ်ထားတာတို့မဟုတ်ကိုစိတ်ကူးရင်ထားတာအဲ့ဒီအရာလေးနဲ့ပတ်သက်ပြီးတော့အဲအရာလေးတွေကိုတင်ဒီစီစဉ်အတွင်းမှာလှုပ်ရှားဖြစ်သွားလိမ့်မယ်။တင်တမျောမျောနဲ့မျောနေတဲ့အရာပေါ့နော်။အဲ့ဒီအရာကကိုရာမျောနေတာ ျော်တာမျော်ပေါ်မလားပေါ့နော်ကိုရာမျော်နေတာကိုစီရပေါ်မလားနေဒီမှာမျော်လင်းချက်ကလေးတွေတွေ့တယ်ဂျက်စတာအနေချင်းဒီမှာလဲ201 ਨੇ အတင်တစ်ခုခုမျော်နေတာ အဲ့ဒီဟာကမျော်လေးမျော်လေးပင်မန်းလေးဆိုပြီးတော့အဲ့လိုဖြစ်တယ်ဖြစ်နေတတ်တယ်ဒါလူတိုင်းအတွက်မဟုတ်ဘူးတချို့လူတွေလေနော်တင်တကယ်ပဲတစ်ခုခုကိုမျော်နေတာတို့မဟုတ်တယောက်ယောက်ကိုမျော်နေတာဆိုရင်တော့ဒီ sensitivity season အတွင်းမှာတင်မျော်နေတဲ့ဟာကဒီ season အတွင်းမှာလည်းမရောက်လာနိုင်သေးပါဘူး okay ဒီမှာခုနကကျွန်မအချစ်ရေးတွေမိသားစုရေးတွေအဆင်ပြေခဲ့ရင်ကောင်းတယ်လို့ကျွန်မပြောလိုက်တယ်ဒါပေမဲ့တချို့လေးတွေအတွက်တင်မျော်နေတဲ့အရာက သင် crush တယောက်ဖြစ်မယ်ဆိုရင်အဲ့ဒီ crush ကြီးကသင်အဆက်အသွယ်ရမှာမဟုတ်ဘူးဒါပေမဲ့ဒီ season အတွင်းမှာကောင်းတဲ့အရာပါလဲဆိုတော့သင်သူနဲ့ပတ်သက်ပြီးတော့အများကြီးမမျှော်တော့ဘူးသင်လွတ်လပ်သွားတာသင်သူ့ကိုလက်ကိုလုံနိုင်သွားတာပေါ့နော်ဟို crush ပေမဲ့လည်းမတွေ့တာတော့မတွေ့တာတော့ပဲ ਨੇ crush တာပေါ့အဲ့လိုလေးဖြစ်နိုင်တယ်တချို့ကကျတော့တခြားတစ်ခုခုပေါ့နော်သင် တင့်ကိုတတော်လေးကိုဝန်ပြီးစေတဲ့အရာလေးတခုကိုတင်မျောနေတဲ့သူတွေမျောနေတဲ့အရာလေးရှိမယ်ဆိုရင်အဲ့ဒီအရာနဲ့ပတ်သက်ပြီးဒီ Sagittarius season အတွင်းမှာတင်လွတ်လပ်ပေါ်ပါသွားလိမ့်မယ်တင်မမျောဖြစ်လောက်တော့ဘူးเนาะဘာလို့မမျောဖြစ်တော့လဲတစ်ချက်ကြည့်မယ်ဘာလို့လဲဆိုကိုကိုကိုပို့ချစ်တက်သွားလို့ကိုမျောနေတဲ့အရာဒီကိုအတွက်ကဟိုပါဗောနော်ဟိုကိုမျောလိုက်ကိုပင်မလိုက်ကိုအဲ့လိုဖြစ်နေလို့ကိုကိုကိုတီးလို့ကိုမမျောတော့တာ နော်ကိုတံမိုးကိုပို့ပို့တိသွားတာတော့ကိုကိုကိုပို့ချစ်သွားတာတော့အဲ့ဒါကြောင့်သင်မမျှော်တော့တာတော့ကျွန်မအဲ့လိုလေးမြင်နောက်ပြီးတော့ကန်ကလည်းအကောင်းဘက်ခြံကိုရောက်နေတာဖြစ်တယ်တဟုတ်တယ်ကိုကိုကိုပို့ချစ်သွားတဲ့ energy မျိုးလေးတွေမြင်နေတယ်စစ်ကြေးရေးစီစဉ်အတွက်မှာကျွန်မ radio လာကြည့်နေတဲ့သူတွေတော်တော်များများကိုကိုကိုချစ်တဲ့သူတွေပါလိမ့်မယ်အခုကလေးကကိုကိုမချင်တော့မှဒီစီစဉ်အတွက်မှာကိုကိုကိုချစ်သက်သွားလိမ့်မယ်ကိုကိုကိုပို့ချစ်ဖြစ်တဲ့အကြောင်းတရားလေးတွေပေါ်လာပြီးတော့ကိုကိုကိုပို့ကြီးဆိုင်ဖြစ်လိမ့်မယ်သူများကိုတိတ်ပြီးတော့ ဟိုဘောနော်ကိုကိုခေါင်းခဲစေတဲ့အရာဝင်ပြီးစေတဲ့အရာတွေတိတ်မမျောဖြစ်လောက်တော့ဦးဒီမှာလဲအဲ့တော့ source မှာခဲကျွန်မပြောရရင်တင့်အောင်ပိတ်မိစေတဲ့အရာတွေရနေပြီးတော့တင်လွတ်မြောက်သွားမယ်လို့ကျွန်မပြောလိုက်တာအဲ့တော့အရန်ကောင်းနေနော်ကောင်းတော့အရန်ကောင်းနေတော့ပြောလို့လည်းကောင်းတယ်တော့ဒီလောက်ပါပဲပြီးသွားပါပြီဒါကတော့ဒီ sensitivity season အတွင်းမှာဖြစ်နိုင်ခြေရှိတဲ့အရာလေးတွေကိုမြင်တာလေးတွေပြောလိုက်ပါတယ် energy ကအကုန်ကောင်းတာဖြစ်တဲ့အဲလူတိုင်းအတွက်အဆင်ပြေကြပါစေနော် ကျမရေဒီယိုကြည့်ပြီးတော့လူတွေအကုန်လုံးအချင်းကြီးကိုမျှော်တာတော့ကောင်းတာတွေမျှော်တာတော့အဲ့လိုမျိုးတွေတိတ်မလုပ်ပါနဲ့ဖြစ်လာတဲ့အချိန်ကျမှပဲပေါ့နော်ယူပေါ့ဒီမှာကျမမြင်တာကတော့ကန်ကောင်းချင်းတွေကျမ၄ခုလောက်ပြောလိုက်တယ်သင်အဲ့ဒီ၄ခုထဲမှာ ကောင်းကောင်းချင်းလေးခုထဲမှာတင်ကြိုက်တဲ့ဟာနှစ်ခုပါမယ်ထားကွာတင်ကြိုက်တဲ့ဟာရချင်မှရမှာတင်မကြိုက်တဲ့နောက်ထပ်နှစ်ခုကတင်စီကိုရောက်လာတာလည်းဖြစ်နိုင်တာပဲဘောမှာလိုချင်တိုင်းမရဘူးပေါ့နော်အားလေးတခုတော့ထပ်ပြီးတော့သတိပေးခြင်း ਨੇ အခါကြီးကျရင် ready လောက်တာလောက်တာကျမဘက်ကအများကြီးမျှော်လင့်ချက်အမှားတွေပြောလိုက်မိသလိုဖြစ်သွားမှလည်းကျမစိုးရိမ်နေတယ်ဒီမှာကျမ reading ကိုကြည့်ပြီးတော့အဲ့လိုမျိုးဖြစ်သွားတာမျိုးမဖြစ်စေချင်လို့ပေါ့နော်။ Okay အဲ့တော့ဒီလောက်ပါပဲ။ပြီးပါပြီ။နားလည်မယ်လို့ထင်ပါတယ်။ဒါကတော့ secretary season အတွင်းမှာ ဖြစ်မဲ့အကြောင်းအရာလေးဖြစ်ပါတယ်ဒီ positive energy တွေအကုန်လုံးလက်ခံရရှိကြပါစေအဆင်ပြေကြပါစေဒီလောက်ပါပဲကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်နောက်ထပ် reading တွေကြမှာပဲထပ်တွေ့ကြမယ်နော်